တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရယ်မြမပြည်သားမှန်ရင်ဘုံကြီးယဟန်တန်ကကိုမဆဲပါနဲ့နံပါတ်1နံပါတ်2မိမိနိုင်ငံရဲ့အကြီးအကဲတွေကိုမဆဲပါနဲ့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျောက်ရုတ်ကချင်ပြည်နယ်ရဲ့ update လေးလုပ်ပေးခြင်းနဲ့ပထမဦးဆုံးကတော့ကမိုင်းကနေမှဖကန်ဘက်ကိုတက်လာတဲ့ ER 600ပါတဲ့စစ်ခွေးတွေကိုမနေ့ကမနေ့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်အဲ့မှာခွေးမသားတွေအများကြီးပေါ်သွားတယ်26မှာလည်းကျတို့တိုက်ခိုက်နိုင်ခဲ့တယ်25မှာလည်းတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတော့ဒီ3ရက်စလုံးထဲမှာခွေးတွေအများကြီးတည်သွားတယ်ဆိုတော့600ထဲမှာဘလောက်ကြံသေးတယ်လဲဆိုတော့မသိဘူးဒါပေမဲ့ဖက်ကတော့မရောက်ဘူးမူဦးပြင်မှာပဲခွေးတင်ကြိုင်ဖြစ်တော့မှာเนาะမူဦးပြင်မှာ ကျတော့ကချင်ပြည်နယ်မှာခွေးမတာအနတ်နေနဲ့ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေကိုဒုက္ခပေးဖို့ရန်အတွက်ဖြစ်နေပြန်ပြီပြီးတော့ဗမော်နဲ့ပတ်သက်ပြီးတော့ဗမော်မှာမမိကြမှာပါနှစ်တရာကျော်လောက်ရှိတဲ့ဒီစိတ်ဘက်ထရစ်ကျောင်းကိုစစ်ခွေးတွေဘက်ကနေမီးရှို့လိုက်တာအဲဒီမီးရှို့လိုက်တဲ့ဖျားကျောင်းမှာရှိတဲ့ဆီယာတော်ရဲ့အိမ်ထဲမှာတက်ဆွဲထားတဲ့စစ်ခွေးပြီးလို့ရှိရင်ရောဘတ်ဖျားကျောင်းမှာတက်ဆွဲထားတဲ့စစ်ခွေးအလားက တုံးမှာတတ်ဆွဲထားတဲ့စခွေဒီတုံးခုကိုမနေ့ကအပြတ်အသတ်ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့26ရက်နေ့တုန်းကကျောတို့ကာကင်၅ခုရပြီးတုံးနေရကစခွေကိုလည်းပဲအပြတ်အသတ်ချင်းမုံတိုက်ခိုက်နိုင်ခဲ့ပြီဖြစ်တယ်ပြီးတော့မြစ်ကျနာမြစ်စုံဘက်ကိုလည်းပဲထိုးစစ်ဆင်လာတဲ့စခွေတွေကိုလည်းအိုက်စစ်ကြောင်းတစ်ခုလုံးကိုလည်းပဲ KIA နဲ့ပူပေါင်းတော်လာရေးဒီဘက်ကနေမှချက်ဖြတ်တိုက်ခိုက်ခဲ့တာအများကြီးမတာပေါ်သွားတယ် နော်အခုလောလောဆယ်ကတော့တုံးနေရမှာတိုက်ပွဲတွေရေမတာမှပြင်းထန်နေတာဖြစ်တယ်ကျတော့ဒီအတန်တဲတဲလေးနားထောင်ကြည့်ရအောင်နော်လိုမအေးမင်းတို့ပေါင်နေတော့ငါလေးမပြောတော့ငါဘာမှမလုပ်တော့မင်းကိုမင်းတို့လို့စိတ်သားမရှိဘူးငါတို့ခွေးမဟုတ်ဘူးကြောအေးစင်းနေအစင်းနေငါပေါင်လို့ပြမကြတာစိတ်ကူမဲ့တလားနာမည်ဘလို့စိုးအောင်လားအေးအစင်းနေငါပူပေးမယ်နော်အေးအစင်းနေကြလားငါတို့လူသားဆန်နေကြလားရေးရေးစားမယ်အေးရေးတောင်းမလားရေးတောင်းမလားအေးရေးရေးမင်းတက်ချက်ကြည့်မဟုတ်လားအခုဒီဥစ္စာကတော့ဘမော်က တတ်တတ်ကြီးဆိုအောင်တတ်တတ်ကြီးဆိုအောင်ကစစ်ခွေးတွေအိမ်မက်နေရမပေးလို့တဲ့အမြင့်ကြီးပေါ်မှာလေးနေတာအခုဒါကတော့တတ်တတ်ကြီးပဲရှိသေးတယ်ဒီ25ရက်နေ့တုန်းကကျတော့အကောင်ကြီးတကောင်ကိုရထားတာဖြစ်တယ်ပုံမော်မှာဒီဆက်ခက်ခက်23ကိုကျတော့အပိုင်မရသေးပေမဲ့ဒီနေ့ကတော့အတော်လေးအားရစရာကောင်းတယ်ဖမ်းမိတဲ့ကောင်းအကြီးတည်ရှိတယ်ဆိုတော့တို့ကိုဘာကြွေးမလဲဆိုတာလဲเนาะပြည်သူတွေစဉ်းစားထားကြအခုဖမ်းရထားတဲ့ဒီခွေးတွေကို သမင်းကျွေးတင်သလားသမင်းခြေပြီးသားကိုကျွေးရမလားပြောကြအောင်ဘာကျွေးရင်ကောင်းမလဲပြောကြအောင်ပြည်သူလူထုတွေလဲ25ရက်နဲ့မှာကောင်းကြီးဖန်ထားတယ်ဒီထဲမှာတော့ဘောမတွေ လောင်နေတဲ့ဥစ္စာတော့မထည့်တော့ဘူးအခုကျမတို့တော်လိုင်းရဲတွေကနေမှနေ့တိုင်းနေ့တိုင်းအောင်ပွဲခံနေတယ်နေ့စား PDF 32ရောက်အလင်းဝင်လာပြီးပြီဆိုတော့အခုတရားလဲထပ်ဝင်လာမယ်မလုရသေးဘူးတရားဝင်မယ်တဲ့ဆိုတော့အခု NUG တွေကတော့ကြာရှုံးခန့်ဖြစ်ပြီးဆိုပြီးမှငပေါ့တော့လဲအဲ့လိုဟောင်းနေကြတယ်ဆိုတော့အခုတို့ဘလို့ဟောင်းတယ်လေဆိုတော့ကိစ္စမရှိဘူးအရင်တော့ကတို့ဘာသာရဲမိုင်းတိုက်တယ်လူမျိုးရဲမိုင်းတိုက်တယ်ဘာသာရဲနဲ့လူမျိုးရဲမိုင်းတိုက်ပြီးတဲ့နောက်ပိုင်းမှာ စစ်ခွေးဘက်ကနေတော့ငင်းချိုင်ရဲခေါ်တယ်နင်းတို့အကျန်းဖက်တယ်လက်နဲ့ချပြီးမှငင်းချိုင်ရဲလို့ရအောင်လို့ခေါ်တယ်အခုနောက်ပိုင်းကျတော့ဘာရာရင်းနဲ့မိုင်းတိုက်ရင်လည်းဒီနေ့ကျောရိုတော်လာရဲတွေကအားလုံးနားလေပြီးသားဖြစ်တဲ့လူမျိုးရင်းနဲ့ဆိုလည်းဒီနေ့ကျောရိုတော်လာရဲတွေအားလုံးကအချင်းချင်းနားလေပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာနဲ့မိုင်းတိုက်လို့မရဘူးခွေးချဖို့ကနေမှစင်ပေါ်ကနေမှခေါ်ရင်လည်းကျောရိုကအဲဂယုမဆိုင်ဘူးအဲ့လိုမျိုးဖြစ်တော့အခုကပါလဲဆိုတော့ဩ ဒီလိုဒီဒီလိုလဲတော့မရဘူးငါတို့ဒီအလေးဝင်လာတယ်ဆိုပြီးမှပြန်လုပ်မယ်ဆိုပြီးမှဘောမတွေကိုဟောင်ခိုင်းလိုက်တာအခုကတော့နေစား PDF တွေကနေမှအလေးဝင်လာတာတော်လိုင်းရဲ့ PDF တွေမဟုတ်ဘူးနော်နေစား PDF တွေကတော့အလေးဝင်လာတယ်ဆိုပြီးမှပြန်လုပ်တယ်ဝမ်းတာပေးကြဒါကတော့ကျွန်တော်ကချင်းပြည်နယ်ရဲ့ update လေးပေါ့နော်ဆိုတော့အခုကျွန်တော်တို့သတင်းတပုတ်အနေနဲ့ကတော့ထူးဆန်းတဲ့သတင်းဖြစ်တယ်ဒါကဘာလဲဆိုတော့ မဆိုင်တဲ့လူတွေကမဆိုင်တဲ့သူတွေကို အခွင့်အရေးတောင်းတယ်ဆိုတဲ့တည်းမနေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အစ္စလာမစ်ပါတီကြီးကတော့ဒီတရုတ်နိုင်ငံကလူကြီးကိုမြန်မာနိုင်ငံမှာရှိတဲ့ဘင်္ဂလီ72သိန်းရခိုင်ပြည်နယ်မှာလွတ်လပ်တဲ့ပြည်နယ်ကိုထူထောင်နိုင်ဖို့ရတဲ့ဆိုပြီးမှတရုတ်မှာခွင့်တောင်းတယ်တဲ့နော်ဆိုတော့စစ်ခွေးတွေကပဲလာရှိုးကိုလိုချင်လွန်းလို့ MNDAAD ကိုလာရှိုကနဲ့မောင်းထုတ်ပြီးတော့သူတို့ကိုနေခွင့်ပေးပါဆိုပြီးမှတရုတ်ဘောသွားမှပြီးတရုတ်ကိုလာရှိုကိုဆွဲခေါ်လာခဲ့တာအခုဒီဘင်္ဂလားဒေ့ရှ်ကဒီအစ္စလာမစ်ပါတီကတရုတ်ကိုခွင့်တောင်းရအောင်ဒီခိုင်ပြည်နယ်ကတရုတ်ပြည်ကပြည်နယ်မဟုတ်ဘူးလေ ရခိုင်ပြည်နယ်ကမြန်မာနိုင်ငံကပြည်နယ်လေဒါကိုကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ရခိုင်ဒီကိုမတောင်းဆိုဘဲနဲ့ရခိုင်မှာရှိတဲ့ရခိုင်အစိုးရဒီဖြစ်တဲ့ပြည်သူလူထုတွေရခိုင်ပြည်နယ်မှာစိုးမိုးနေတဲ့တော်လာရဲတွေကိုခွင့်မတောင်းဘဲနဲ့တရုတ်တွေကိုခွင့်တောင်းရအောင်ရခိုင်ပြည်နယ်ဟာတရုတ်ပြည်ကပြည်နယ်တခုမဟုတ်ဘူးဒါတခုနောက်တခုက ဘင်္ဂါလီတီတောင်းရမယ်ဥစ္စာကိုဘင်္ဂါလီမတောင်းဘဲနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအစ္စလာမစ်ပါတီတွေကတောင်းပေးတယ်ဆိုတာကဘာတဘောလဲအဲဆိုတော့ဒီနေ့ကျွတ်တော့မြန်မာနိုင်ငံကိုကြည့်ရအောင်ဒီခွေးချဖို့လေပေသုံးလက်မကနေမှအာနာကိုတိမ့်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာတဘာဝဘဲအန်တဲမျိုးစုံခန်းစားရခဲ့ပြီနော်ပြီးနောက်တစ်ခုကအခုတရုတ်ဒီရဲ့နေမြေစိုးမိုးချင်းကိုလည်းခံရပြီ ပြီးရင်ချင်းပြည်နယ်ကိုလည်းမြေဆိုရမ်နဲ့ပေါင်းဖို့ရန်အတွက်လာပြောပြီး ကပိုတိုင်းဝမ်ကိုလည်းပဲအိန္ဒိယဘက်ကိုပေါင်းပေးဖို့ရန်အတွက်တောင်းပီးပြီးဆိုတော့အခုရခိုင်ပြည်နယ်ကိုလည်းပဲဘင်္ဂါလီတွေအတွက်လွတ်လပ်တဲ့ပြည်နယ်ထူထောင်ဖို့ရန်အတွက်တရုတ်ကိုတောင်းတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံကစစ်ခွေးရဲ့လက်ထက်ထဲမှာမှမြန်မာနိုင်ငံဟာတစားစီဖြစ်လာခဲ့ပြီးစစ်ခွေးတွေကတရုတ်ပြည်မှာရှိတဲ့တရုတ်အစိုးရကိုသွားခေါ်ပြီးမှလက်ဆွဲပြီးတော့ငွေရုံးနဲ့အတူတူနေရအောင်မြန်မာနိုင်ငံမှာနင့်လာနေပါ ဆိုပြီးမှဆွဲခေါ်ပြီးမှလာရှိုးမှာထားတယ်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေဒီနေ့ကျမတို့ကချင်တို့မျိုးတွေဟာကချင်ပြည်နယ်ရှိပေမဲ့ကချင်တို့မျိုးတွေကချင်ပြည်နယ်မှာနေနိုင်ဖို့ရာအတွက်စစ်ခိုးရင်နဲ့အသက်တွေအများကြီးပေးဒုက္ခဆင်းရဲခံမြို့ရွာတွေအကုန်ပျက်စီးပြီးမှတိုက်ထုတ်ပြီးမှနေရတဲ့ အခြေအနေရခိုင်တို့မျိုးတွေလည်းထိုနေ့လကောင်းပဲကျွတ်တို့ကြီးချင်းနေရောကျွတ်တို့တိုင်းရင်သားတွေအားလုံးဟာကိုယ့်ရဲ့ပြည်နယ်မှာနေနိုင်ဖို့ရာအတွက်စစ်ခွေးတွေနဲ့တိုက်ယူနေရတယ်စစ်ခွေးတွေလည်းကျွတ်တို့တိုင်းရင်သားတွေကိုယ့်ပြည်နယ်မှာနေလို့မရအောင်ကျွတ်တို့ကိုဘုံကျဲတိုက်ခိုက်တယ်ဘာမှမဆိုင်တဲ့တရုတ်ကကျတော့သွားခေါ်လာပြီးမှမြန်မာပြည်မှာနေခိုင်းတယ် ကဲစဉ်းစားကြည့်ရအောင်ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ကျွတ်တော်တိုင်ရင်သားတွေမဆိုင်တဲ့သူတွေကိုကျွတ်တော်နေရအောင်ဆိုမှလာခေါ်တယ်ဒီမှာကိုယ့်ရဲ့နာမည်နဲ့ကိုယ့်ရဲ့ပြည်နယ်ရှိတဲ့သူတွေကိုကျွတ်တော်နင့်တို့ကိုငါတို့ပြည်နယ်မပေးနိုင်ဘူးတဲ့ကဲဒါမျိုးတွေကိုဘယ်လိုနည်းနဲ့ကျွတ်တော်မြန်မာနိုင်ငံမှာထားမလဲဘယ်လိုနည်းနဲ့ဒီခွေးတွေကိုကျွတ်တော်မြန်မာနိုင်ငံမှာထားမလဲ ကိုယ့်ရဲ့နိုင်ငံကကိုယ့်ရဲ့တိုင်းရင်းသားတွေကိုကြတော့နင့်တို့ကိုငိုရပြီနေမတပေးနိုင်ဘူးနင့်တို့ကမြန်မာနိုင်ငံကိုဖိတ်စားတယ်လို့ပြောပြီးမှဘာမှမဆိုင်တဲ့တရုတ်ပြည်ကိုကြတော့မြန်မာပြည်ကိုခေါ်တွင်းလာခဲ့တယ်ဒီဆိုလို့ရှိရင်နင်တို့စစ်ခွေးတွေပြောပြောနေတဲ့ပြီးထောင်စုမပြိုကွဲရဲဆိုတာဒီနဲ့ဒီနဲ့ကျမတို့တော်လာရဲတွေကနေမှဖြိုးနေတာလားနင်တို့ကနေဖြိုးဖျက်နေသလားစဉ်းစားကြည့်ကြနော် ။ဘာကြောင့်မို့လာရှိုးမှာတရုတ်တီကိုခေါ်ပြီးမှအမှနေရထားတယ်လေဆိုတော့အခုစစ်ခွေးတွေနေဆရာနေရမရှိတော့ဘူး။ဒါကြောင့်မို့သူတို့ကငလျင်ကြောင့်လည်းနေပြီးတော့နေပျက်စီးပြီးဒီနေ့တက်ရင်လိုက်တက်ရင်လိုက်ပြောင်းလာတဲ့အတွက်ကြောင့်သူတို့ကနေဆရာမရှိလို့လာရှိုးကိုစစ်ခွေးတွေနေဖို့ရအတွက်သူတို့အတွက်လုံခြုံဖို့ရအတွက်သူတို့ကအဲ့မှာလာရှိုးဘက်ကိုပြောင်းနေမယ်လုံခြုံဖို့ရအတွက်သူတို့နဲ့တူတူတရုတ်တီနေမယ်ဆိုတော့ပုံစံမျိုးနဲ့အခုသူတို့လုပ်နေတာဖြစ်တယ်။ဆိုတော့အခု ရှမ်းမြောက်မှာဆိုလို့ရှင်လက်လက်နက်ကင်ဆိုတာကျွန်တော် KIA နဲ့ TNLAD ပဲရှိတယ်တခြားလက်နက်ကင်တွေကတော့เนาะဒီစစ်ခွေးတွေနဲ့ပနာထားတဲ့လက်နက်ကင်တွေဖြစ်တယ် ီနေ့ကျွန်တော်တို့တော်လာရေးထဲမှာပါနေတယ်ဆိုတော့အဲလက်နဲ့ကင်ကတော့ KIA နဲ့ TNL လေးပဲရှိတယ်ဒါတော့မသိကြဘူးเนาะဆိုတော့တကယ်ဆိုလို့ရှိရင်တော့အခုဒီဒေါ်လာရေးထဲမှာ last show အခင်းကျင်းထဲမှာဆိုလို့ရှိရင် TNL AD ကကျတော့ KIA ကိုရမ်းမချပဲနဲ့အတူလက်တွဲပြီးတော့ TNL AD ကျတော့ KIA AD PDF တွေပေါင်းပြီးမှစစ်ခွေးကိုမောင်းထုတ်ရမှာဖြစ်တယ်ဒါပေမဲ့ဒီအခြေအနေရောက်လာဖို့ကတော့ TNL AD လူစိတ်မဝလာရင်တော့နည်းနည်းခက်တယ် ဒါပေမဲ့ကျွန်တော်ကချင်းပြင်းနေပြီးသွားပြီဆိုလို့ရှိရင်တော့ခက်ဆရာကြောင်းတော့မရှိဘူးเนาะဒါပေမဲ့အခုကျွန်တော် KIA တွေအားလုံးလည်းရှက်မြောက်ကိုမလာနိုင်သေးဘူး TNL Lady ကလည်းလူစိတ်နည်းနည်းရှိလာရင်တော့တိတ်ကောင်းမှာပဲလို့ကျွန်မကတော့အဲ့လိုမျိုးမြင်မိတယ်ပြီးတော့နောက်သတင်းသဘုတ်အနေနဲ့ကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်တောင်ရင်တောင်ရွာနဲ့တောင်ရင်မြောက်ရွာဆိုတော့နှစ်ခုရှိတယ်အဲ့ဒီနောက်မှာ KIA ရဲ့ဗီဒီယိုအင်အားတစ်ထောင်လောက်စုဖွဲ့နေဆိုတဲ့သတင်းကျွန်တော်တို့ကြားရပါတယ် ် KIA တွေပါအဲ့ဒီရောက်နေတာဟုတ်ပြီးခဲ့တဲ့ရပိုင်းကတက်မှ300တက်ကစစ်ကြောင်းတွေထိုးလာရှိတယ်နင်းမရှင်းလေးလိုက်တာရှိတယ်အဲ့ရှင်းလင်းလာတာကြားလို့ဂျားပြတ်ချောင်းမြောင်းတိုက်ခဲ့တယ်မိုင်းဆွဲတဲ့တက်တွေတက်စစ်ကြောင်းဖျို့ဖျက်ဖြစ်သွားတယ်ဖျို့ဖျက်ဖြစ်သွားတဲ့အတွက်နောက်ထပ်တက်စစ်ကြောင်းထပ်လိုက်လာတဲ့ခါမှာအဲ့စစ်ကူစစ်ကြောင်းတွေလာအောင်မြှုပ်မြှူပြီးတော့ခေါ်ထုတ်ပြီးတော့ကြားရောက်ပြီးတော့ခေါ်ထုတ်ပြီးတော့တိုင်းရင်တစ်ခုချင်းအမဲ့ကျချွေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့လုံနေကြတဲ့သဘောလို့မြင်ရတယ်ဒါကတော့မင်းကတည်င်းထဲမှာလဲကျမထက်ထားတယ်စကိုင်းအထက်နားမှာရှိတဲ့တောင်ရင်ကျဲရွာရဲ့တောင်ရွာရဲ့ အမြောက်ရွာရဲ့အိုက်ကြားထဲမှာမနေ့ကအစ်ခွေးတွေအများကြီးကိုကျွန်တော်ရှင်းလင်းနိုင်ခဲ့တယ်လို့ကျွန်မမနေ့ကသတင်းထဲမှာဖော်ပြထားခဲ့ပြီဆိုတော့အာမနေ့ကတော့ကျွန်မနေရာတိကြတော့မပြောဘူးပေါ့နော်ဆိုတော့အခုဒီနေ့ကတော့ပြောလို့ရပြီဆိုတော့တောင်ရင်ရဲ့မြောက်ရွာနဲ့တောင်ရွာနှစ်ခုကြားမှာလာတဲ့တက်မ33ကို KIA နဲ့ပူပေါင်းတော်လရဲတွေဘက်ကနေမှအပြက်စော်ထည့်လိုက်တာမတိုင်မြိုင်ပေါ်သွားတယ်ဆိုတော့အဲ့ဘက်ကိုစစ်ခွေးတွေက ထိုးစစ်စင်တာကလွန်ခဲ့တဲ့အပတ်ကလေးကဖြစ်တယ်အဲဒီတော့ကလည်းပဲ တိုက်ခိုက်ခဲ့တယ်အခုမနေ့ကတိုက်ပွဲထဲမှာတော့လွန်ခဲ့တဲ့အပတ်ထဲမှာလာခဲ့တဲ့ဒီစစ်ကြောင်းကိုထပ်ပြီးမှစစ်ကိုပေးဖို့ရန်အတွက်တွားတဲ့အဖွဲ့ဖြစ်တယ်ဆိုတော့အခုဒီဘောမကတော့လောင်တာပေါ့နော်ကျတို့တော်လာရေးတယ်သူတို့ကိုကြားဖြတ်မှတိုက်ခိုက်တယ်မိချွေချွေတယ်လို့ပြောတာဘလို့ပဲချွေချွေခွေးတေသွားဖို့ရေးကြည့်တယ်တကယ်ဆိုတော့ကျမတို့ကတနေရမှာတိုက်မဲ့အဥ္စါကိုကျမတို့ကတဲ့ဘဒုံရွာဘက်ကိုတိုက်ပွဲဖို့ဆောင်မဲလို့ပြောတော့ခွေးတွေကဟာဒီအချမ်းဖက်ဗဒတ်တွေကတော့ဘဒုံကိုတိုက် တော့မှာပဲဆိုပြမ iPad ကိုလာတာကျတော့က iPad ကိုမတိုက်ဘူးလေတခြားနေကိုသွားတိုက်တာအဲ့နဲ့သူတို့ကတော့ဟာတိတ်ဟုတ်တလို့လို့နဲ့လာတာအဲ့တော့ကလည်းကျမတို့တော်လာရဲတွေကနေမှကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာဆိုတော့အခုဒီတက်မ33ကတော့ကြွထင်တာကတော့ပြောင်းတလောက်ဖြစ်သွားပြီခိုးပတ်တော့ကသွားတဲ့ဥစ္စာတွေကိုလည်းတိုက်တယ်ဒါပေမဲ့အဲ့ထုံးကခွေးတွေနည်းနည်းကြံခဲ့တယ်တမ်းမဲ့မနေ့ကတော့ဟိုဒီတက်လာခဲ့တဲ့ခွေးတွေအားလုံးလို့လို့ကိုကျမတို့တိုက်ခိုက်နိုင်ခဲ့တယ် ပြဲနိုင်ရင်လက်တကောင်နှကောင်ပေါ့နော်မနေ့ကလည်းကျွတ်တို့ဒီခွေးအကောင်20ကိုတိုက်ခိုက်နိုင်ခဲ့တယ်။တကောင်ကတော့အဲ့မှာခြေလက်တီကျိုးမှထိုင်နေတာတွေ့ရတယ်။ဆိုတော့တချို့ကျတော့မသေးတဲ့ ခွေးရှိသေးတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ဒီတတ်မှတ်33ကတော့အတော်လေးအထိနာသွားတယ်ပြီးရင်ဒီကျွန်တော် KIA တွေကအခုဒီဘောမတွေက KIA တွေကဒီဘက်ကိုနေကျိုးကျိုးတယ်လို့ပြောတယ်ကျွန်တော်အရင်ကတည်းကကျွန်မပြောပြီးပြီကျွန်တော် KIA ဒီဒီအညာဘက်မှာရှိတာတွေအများကြီးရှိသေးတယ်ကျွန်ရဲ့တူလေးလည်းအညာတနေရာမှာခုချိန်ထိအညာမှာပဲရှိသေးတယ်ဆိုတော့ဒီနေ့ကျွန်တော် KIA တွေက ကချင်မလို့ KIA နာမည်တွေ့နေတာကျတော်တော်လာရဲတွေအားလုံးကဘာနာမည်ပဲရှိရှိတော်လာရဲတတားတွေအားလုံးကတော့တပြဲညီပဲเนาะကျတော်အားလုံးကတော့တိုင်းရင်သားတွေ့ချင်းနေခွေးမောင်းထုတ်တဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့်ကချင်းတွေကကချင်းပြည်နယ်မှာပဲနေဖို့မဟုတ်ဘူးထိုနည်းတူပဲ PDF တွေလည်းအညာမှာပဲရှိနေဖို့မဟုတ်ဘူးအားလုံးဟာ အတူတူပဲနော်ဒီနေ့ကျွန်တော်တော်လရဲတွေအားလုံးကတော့လူမျိုးမရှိဘူးဘာသာမရှိတဲ့အတွက်ကြောင့်တိုင်းရင်သားအားလုံးဟာလက်တွဲပြီးမှစစ်ခွေးတွေကိုတော်လာနေတဲ့အတွက်ကြောင့် KIA တွေစကိုင်းကိုတိုက်ပွဲဝင်နေတာနင်းတို့စစ်ခွေးတွေအော့ဆမ်လို့ဘူးနော် KIA တွေမြန်မာပြည်လုံးကိုတွားပြီးမှတိုက်နိုင်တယ်ဆိုတာမမဲနေကြနဲ့ အခုကြုံမျိုးမျိုးလောင်နေတာကကျတို့တော်လာရဲတွေကသူတို့စစ်ခွေးတွေကိုမျိုးဆွဲပြင်းမောက်ကတိုက်ခိုက်တယ်လို့ပြောတာဘလို့ပဲတိုက်ခိုက်တိုက်ခိုက်နင်တို့မตาပေါ်ဖို့ပဲရဲကြီးတာနော်နင်တို့ထက်မตาရင်နင်တို့ကိုမတိုက်ဘူးလို့ပြောပြီးပြီဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ဒါတော့တရင်တော့မဟုတ်ဘူးဒါပေမဲ့ဒီနေ့မပတာလို့ခေါ်တဲ့ဂရုံးတွေကတော့ဘလောက်ရိုင်းတယ်လဲဆိုတော့ကျတို့ဗီဒီယိုနားထောင်ကြည့်ရအောင်နော်ထမိန်ကြုံထားတဲ့မိမိသားသမီးတွေအကျန်းဖက်အားပေးနေတဲ့ဟိုအုံနောက်ထဲမှာက တိုင်းပြည်ကိုပျက်စီးရပျက်စီးကြောင်းဆူရဆူကြောင်းတော့ပဲရှိနေတဲ့កောင်းនេះកောင်းမនេះបងเนาะအခုဒီမှာတယောက်ကកောင်းမြတ်တယ်ពីទូកាត់တဲ့ဆုံးကိုစိတ်တန်တန်နဲ့သုံးဆောင်နိုင်ရလားဖះရတယ်ဟုတ်ပါတယ်ពីទូរីកាត់တဲ့ဆုံးကိုစိတ်တန်တန်နဲ့သုံးဆောင်နိုင်ပါတယ်ဒီနေ့ဒီချိန်ទីနောက်လဲစိတ်တန်တန်နဲ့ပဲသုံးဆောင်ပါပါဒါပေမဲ့မင်းတို့အចမ်းဖက်တွေកាត់တဲ့ဆုံးကိုတော့တက်နဲ့မပြောနဲ့တစည်းတောင်မသုံးဆောင်ဘူးပါဟင်းကိုလည်းတစ်ဖက်တောင်မသုံးဆောင်ဘူး ါဘူးဟင်းရီကိုလည်းတစက်တောင်မတောက်သုံးမှုပါဘူးဤသူကတဲ့ဆုံးကို ဖုံးပေးသုံးဆောင်ပြီးတော့ဤသူတွေအတွက်ရက်တည်ပေးနေတာတခြားဒေါ်လာရေးဆိုတဲ့ကောင်နေမဒေါ်လာရေးလည်းမင်းတို့ဒေါ်လာရေးမိမိဆော့ပါဒေါ်လာရေးလားဟမ်ခွေးသားတွေဟမ် comments ထဲမှာတော့စိတ်တန်တန်နဲ့ပြည်သူတွေကြွေးတဲ့ထမင်းကိုနင်းစားနိုင်သလားပေါ့နော်အဲ့လိုမျိုးပြောတဲ့ဥစ္စာကိုသူကကျွန်တော်တော်လိုင်းရဲတွေပေးတဲ့ဥစ္စာထမင်းတစ်စဲမှလည်းမစားဘူးတဲ့ဟင်းတစ်ဖက်မှလည်းမစားဘူးလို့ပြောတယ်ဒီ27တော်လိုင်းရဲမရောက်ခင်တုန်းကဒါသူကဒီကတုံးနေနေခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တော်လိုင်းရဲတွေကြွေးတဲ့ထမင်းကိုသူစားကိုစားရမှာဖြစ်တယ် အစားကိုစားပြီးသားဖြစ်တယ်။ဒါကိုဒီနဲ့တူကညင်းဆန်နေတယ်။ပြီးတော့သူ့ဆဲတာကိုကြားတလား။ဖခင်ရဲ့သားတော်ကြီးကတန့်ရှင်းစင်ကြရတယ်။ဒါကိုဖခင်သားတော်လို့ပြောပြီးမှကဒုံတီးပြီးမှဒီလိုမျိုးသင်္ကန်းခြုံထားတဲ့ခွေးတကောင်ကဒီလိုမျိုးပက်ပက်ဆက်ဆက်ဆဲတယ်ဆိုတာကတိတ်ပြီးမှမနဲ့လည်းပြောပြီးပြီဒီလိုမျိုးရိုင်းဆိုင်တဲ့ကဒုံတွေကိုထမင်းကျွေးတဲ့သူတွေကလည်းအံ့ဩစရာကောင်းတယ်နော်။ เอเอดีဘက်ကနေမှမောင်းတော့ရပြီလို့ပြောတဲ့အခါမှာသူကနီပိန်ဒီကတော့မောင်းတော့ရပြီအခုကျွန်တော်မောင်းတော့ကနေမှ live လို့နေဘာညာသူအဲ့လိုပြောတယ်ဒါပေမဲ့သူ့ကိုကျမကဒီတိုင်းပဲထားခဲ့တယ်မနေ့ကမှသူ့ကိုဒါတွေးလိုက်တော့အော်သူ့ရဲ့အကောင့်ကိုပြန်ဝင်ကြည့်တော့ဒီခွေးတရောင်းစားပဲအဲ့တော့ကအော်တာလဲ အခုလေသူဆေးထားတယ်ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ကသူတို့ကိုသူတို့တောင်မှနော်လူလို့မခံယူဘဲနဲ့ဖယားသားတော်လို့လက်ခံပြီးမှလူတွေမနေတယ်လို့ပဲသူတို့နေရတယ်နော်စပင်ကောင်းအကုန်ရိတ်ရတယ်လူတွေဝတ်တယ်လို့မဖို့ဘဲနဲ့တင်ကန်းခြုံပြီးမှသူတို့နေရတယ်လူတွေနဲ့မတူအောင်သူတို့နေလို့ပဲလူဝတ်လဲပါဖယားဝတ်လဲပါအဲ့လိုမျိုးပြောတယ်ဆိုတော့အခုသူတို့ကဖယားသားတော်လို့ခံယူပြီးမှလူတွေဆေးတယ်လို့သူတို့လိုက်ဆေးနေ င်မှတော့သူတို့ကဖျားသားတော်ဆိုတဲ့နာမည်ကိုခံယူရမှာလဲကိုကိုကိုတော့ဥပစီဥစင်းလို့ပြောပြီးမှဒီလိုမျိုးဆေးနေတာကိုတော့ဘီလိုလူမျိုးလူတွေကသူတို့ကိုဖျားလို့ခေါ်တယ်လေဆိုတာတော့လည်းမြင်ဖူးချင်တယ်နော်ကျမရဲ့ဗီဒီယိုကိုကြားတဲ့ဘောမတွေမပတတွေဒီဒီလိုမျိုးခွေးကတော့ကိုဖျားလို့ပြောတဲ့လူတွေရဲ့နင်တို့ရဲ့တပ်ပုံတွေလည်းမြင်ဖူးချင်တယ်နော်ဖြစ်နိုင်ရင်တော့တင်ပေးကြပါကြည့်ချင်တယ်ဒီလိုမျိုးခွေးတရောင်းစားကိုဖျားလို့ပြောတဲ့လူတွေ ကြည်ချင်နှုံးလို့ပါ လူနဲ့မကွာဘဲနဲ့နေတဲ့သူကိုဖះလို့ပြောလို့ရှင်တော့လောကကြီးထဲမှာအားလုံးကတော့ဖះလို့တောင်ပြောလို့ရပြီနော်ပြည်သူတွေအားလုံးကြမ်းမပြေရှင်ကြပါစေ